မင်္ဂလာပါရှင်မင်းသမား editorial talk season ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ် season မှာလမ်းများအလုံးနေပြီးတော့သို့ဆိုရဲဆောင်းဘုတ်ကအလုံးဖြစ်မဖြစ်နဲ့ပတ်သက်ပြီးတော့မြင်မြန်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာတော့ပထမဆုံးပေါ့နော်လက်ရှိဒီနေပြီးတော့ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာနိုင်ငံရေးစိတ်ရေးအခြေအနေဘယ်လိုရှိလဲရင်းဆုံးပြောပြပေးပါအောင်ရှင်2023ခုနှစ်ဩဂုတ်လမှာအန်ယူဂျီကာကွယ်ရေးဝန်ကြီးဦးရမွား လမ်းများအလုံးနေပြီးတော့သို့ဆိုတဲ့စစ်စင်ရေးစီမံချက်ကို ထုတ်ပြောခဲ့တယ်။ဒါမဲ့ဒီစကားဒီစကားရက်ကကျေပြန့်တာပေါ့နော်။တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးကြီးလို့ဒီအာရခတ်တတ်တော်အေရရခိုင်မာမျိုးတွေတိမ့်တယ်လို့အန်ယူဂျီ PDF တတ်တေရဒါမှမဟုတ်ဗမာဒေါ်လာရင်းတတ်တေရမြန်မာပြည်အတွင်းစီးဖြစ်တဲ့အလဲပိုင်းမျိုးတွေတစ်ခုပြီးတစ်ခုတိမ့်သွားပြီးတော့နောက်ဆုံးနေပြီးတော့ဝါမျိုးပြစ်မယ်လို့ဆိုလိုတာလား ဒါမှမဟုတ်ရင်ရေဘူးရပြောတဲ့အားလုံးနဲ့ EAO တွေရောပမာဒီပမာဒေါ်လာရင်း A တွေရောအကုန်လုံးရဲ့စီးရီမှန်ချက်ကအတူတူပဲလို့ပြောတာလားတော့မသိဘူးပေါ့နော်တွေးရတာတော့အဲ့ဒီရေစီမှန်ချက်ထုတ်ပြောပြီးမှနေပြည်တော်နဲ့ဒီပပလဲနေမြေတွေဖြစ်တဲ့မန္တလေးတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအပြင်ရန်ကုန်အေရီတိုင်းကိုပါအရေးကြီးတဲ့စီးရီနေမြေဖြစ်သတ်မှတ်ခဲ့တာတွေ့ရတယ် လမ်းများအားလုံးနေပြည်တော်တို့ပြောပြီးတော့နှစ်နှစ်နီးပါးကြာတဲ့အချိန်မှာနေပြည်တော်အခုလက်ရှိပေါ့လေနေပြည်တော်ကောင်စီနယ်မြေအတွင်းစီဖြစ်တဲ့ဩတရာတီမျိုးနယ်ပြင်မနာမျိုးနယ်တွေအထိ PDF တွေကစစ်ကောင်စီရဲ့ဒီကပ္ပစာပေါ်တွေကိုဟိုဝေရောက်ဖမ်းဆီးတာမန္တလေးတိုင်းပျော်ပွဲရမဲသိန်းဘက်ကလွှဲရင်ကျန်တဲ့အရှိနောက်တောင်ဝင်ပေါက်တွေနဲ့နေပြည်တော်ဝင်တဲ့ဝင်ပေါက်တွေရဲ့အနီးဆုံးတိတိုက်ပွဲငယ်လေးတွေရောက်လာတာတွေ့ရတယ် ထူးသဖြင့်မော်လေတိုက်ပွဲလေးတွေခက်ဆိတ်ဆိတ်ဖြစ်တာကပဲခူးတိုင်းရေတားရှိမင်းလာတောင်ငူမြို့နယ်တွေပေါ့မေလ27ရက်နေ့ကနေစပြီး26ရက်နေ့ထိတောင်ငူမြို့အနောက်ဘက်အမြန်လမ်းမိုင်းတိုင်း140ခွန်နီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်က26ရောက်တည်တာတွေ့ရတယ်။မေလနောက်ဆုံးပတ်မှာဖြူးမြို့နယ်တွေကဇယောက်ဒီအရှိဘက်နဲ့ရေတာရှိမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်တာတွေ့ရတယ်။နောက်ထပ်တွေ့ရတာတော့ နေပြည်တော်ရဲ့အရှိတ်ဘက်မှာရှိတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်နဲ့အရှိတ်တောင်ဘက်မှာရှိတဲ့ဖဲခုံမြို့နယ်တွေပင်လောင်းမြို့နယ်ထဲမှာဆိုရင်ဆောင်းပြောင်းရွာဖဲခုံမြို့ရှေ့ဘက်ချမ်းထရီနဲ့ရေဘူးရွာမိုးပြေလိုက်ကောကုန်းတာပေါ်ခဲအဲ့ဒီမှာတိုက်ပွဲတွေပြင်းနေတာတွေ့ရတယ်ဒီဒေသတွေမှာစစ်ကောင်စီကလည်းအတော်လေးကိုဖိလက်နက်ကြီးလေကြောင်းပြင် drone တွေအများပြားသုံးပြီးတော့ သူတိုက်နေတာကိုတွေ့ရပါတယ်။အေးနောက်တစ်ခုကဒီလမ်းများအလုံးနေပြီးတော့သို့ဆိုရဲစကားပေါ့နော်ဒီစကားကဒီအရင်2023-24လောက်အထိကအများကြီးဇက်တိုက်အများကြီးပြောနေကြတာမျိုးရှိရပါဘောနော်လူတိုင်းနေပါဘော ဒါပေမဲ့ဒီဒီစကားကဒီနှစ်မှာကြတော့တိတ်ပြောတာမတွေ့ကြတော့ဘူးပေါ့เนาะဒါဆိုဒီလမ်းမြအလုံးနေပြီးတော့သို့ဆိုတဲ့အဲစကားကလမ်းကြောင်းပြောင်းသွားပြီးပြီလားပေါ့လေဒီနေပြီးတော့မဟုတ်တဲ့တခြားဘက်ကိုပြောင်းသွားတာလားဒါမှမဟုတ်တော်လိုင်းတက်ဖွဲ့တွေကဘယ်ကိုဦးတည်နေကြတာမျိုးရှိလဲရှာอืมစိတ်ဝင်စားဖို့ကောင်းတဲ့မိကုံးမှာစီရေးမှာဟာဘယ်လိုဖြစ်တတ်လဲဆိုတော့เนาะဒီလူလူထောက်ခံမှုကြီးတဲ့လူလူဆန္ဒလူလူမျှော်လင့်ချက်တွေကြီးရင် ဖိအားတွေဖြစ်လာပြီးတော့အဲ့ဒီအချိန်မှာစီးရဲတာဝန်ရှိတဲ့သူတွေကစီးရဲအမြင်နဲ့မစင်စားနိုင်တာเนาะမစင်စားပြစ်တာတွေဖြစ်ပြီးတော့စီမံချက်တွေချလို့ရှင်အမားတွေပါတတ်တာဖြစ်တယ်စီးရဲမှာလဲစွန်စားမှုကလိုတယ်ဆိုပေမဲ့အဆုံးဖြတ်စစ်ပွဲကြီးတွေဆိုတာတိတိချာချာကိုပြင်ဆင်ပြီးတော့မှတိုက်ကြရတာပဲကျွန်တော်အစောကပြောလို့လမ်းများအလုံးနေပြီးတော့သူ့ဆိုတာမြို့တွေတိမ်ပြီး နောက်ဆုံးနေပြီးတော့ဝါမျိုးဖို့ချန်နေဆိုရင်အဲ့ဒါဆိုရင်မေကွန်းကဒိုင်းနာတော်လိုင်းရေးတက် ERW တွေမပါပဲဗမာတော်လိုင်းရေးတက်တွေနော် PDF တွေနဲ့ပဲတိုက်နိုင်ပါမလားဆိုတာအဲ့လောက်ထိအချိန်နဲ့အစဉ်သင့်ဖြစ်ပါမလားဆိုတာပေါ့ဒီလိုမျိုးထိုးစစ်ကြီးတွေအတွက်ဆိုရင်လက်နဲ့ကြီးရိတ်ခါဆေးဝါးလောင်စာနောက်စေကူတာမှုအတွက်ရန်တရားထောက်ဖို့လမ်းကြောင်းတွေပိုင်ဆုံးမှုနော်ထောက်လိုင်းသတင်းချက်လက်တွေ ဒါတွေအကုန်လုံးစင်သစ်ဖြစ်ပြီလားဆိုတာအရေးပါတယ်။ပျောက်ကြားစစ်နဲ့ဒီလိုမျိုးမျိုးသိမ်းနဲ့စစ်တွေမတူဘူး။တိုက်စစ်ကြီးတွေကမတူဘူး။စစ်ကောင်စီတပ်ကသူကကြီးတပ်မှာမရှုမလားဖြစ်နေတယ်ဆိုပေမဲ့လည်းသူမှာလေတပ်နောက်ပြီးတော့အမြောက်လက်နက်ကြီးတွေခင်မီ drone တွေနောက်အဂျမ်ပါကောင်းကောင်းတွေတုံးနိုင်တာအားသာတယ်။သူမှာဗန္နာရေးအရင်းမြင့်နဲ့ခဲရန်တွေဒါထုတ်လုပ်မှုတွေဒီຢာတွေအားသာတယ်။ အဲ့ဒီတော့တော်လိုင်းရေးဘက်ကဒူးနဲ့ဒဲနဲ့တိုက်စစ်စင်မယ်ဆိုရင်ဒါသူကတော့ဒီလေချောင်းတိုက်ခိုက်မှုတွေအမြောက်တွေနဲ့ဘုံတွေနဲ့ခြေမုံးပြစ်မှာအဲ့ဒါလို့ပြောရင်ရခိုင်မှာအေးအေးတိုက်စစ်စင်နေတာပဲကချင်မှာဗမော်တိုက်ပွဲကြီးစင်နေတာပဲဆိုမတူတဲ့အချက်တွေရှိတယ်အေးအေးရဲ့စစ်ဗျူဟာတာလွန်မှုတွေစစ်တီတွေရဲ့တိုက်ပွဲအတွေ့အကြုံတွေခဲယမ်းမိကြောင်းနဲ့ထောက်ဖို့လမ်းကြောင်းစိုးမိုးထားနိုင်မှုတွေကကျွန်တော်တို့ဒီအတွေ့မှန်းကြတဲ့ဗမာဒေတာနဲ့ ဂျိန်းတွေပြောလို့ရတာတော့လက်တော်အထိနိုင်မရတာပဲရှိစစ်တွေးကြုံအားကောင်းတဲ့ KIA တော့အမောမှာရုံးဝကာရတာရှိအလဲပိုင်းဆိုတာကဒါစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်စီအဲ့တော့ဒါသူကလည်းဒူးနဲ့တင်းနဲ့ကာမာပဲသူရဲ့ရှိသမျှပုံအောင်ပြီးတော့ခြားအခုဟိုတွေ့နေရတဲ့တိုက်ပွဲတွေကိုကြည့်လို့ရှိရင်သူကစစ်ကောင်စီအတွက်တေးရေးရှင်ရေးဖြစ်တဲ့နေရာတွေပေါ့ရခိုင်တို့ပမော်တို့သူဒါဒူးနဲ့အဲဟိုကခုခံနေတာရှိတယ် နောက်တချို့သောတိုင်းသားဒေသတွေမှာကြတော့ဒီစစ်စခန်းတွေကိုโอเคရှည်ရင်ဆွဲနဲ့ပဲခံချလို့ရရမရရင်အဆုံးမလေးစီဆိုတာမျိုးနဲ့ तू ကလှုပ်တယ်သူ့လူတွေလည်း तू ထိုးချွေးပလိုက်တာနော်သူ့ရဲ့တက်ကိုအဲ့မှာမတော့အဲ့ဒီတော့ तू ကဘာသဘောလဲဆိုတော့အလဲပိုင်းကိုဒူးနဲ့တဲနဲ့ဆင်လာရေ तू ကအဲ့ဒီဟာအဲ့ဒီတိုက်စီကြီးကိုဥချိုးသွားအောင်ပုံအောင်လုပ်မဲ့နေတာအလဲပိုင်းနဲ့ဒီအနာသက်ဘေးပတ်ချာလဲအဲမတူတာတွေရှိတယ် ဗမာအများစုပြတဲ့ဗမာဒေသဒီစကားပြောတာအစတူတဲ့အတွက် သူ့အတွက် ထောင်လိုင်းရေးသတင်းချက်လက်ရတာပိုတယ်เนาะနောက်လမ်းမဆက်သွယ်ရေးပါတယ်အဲ့တော့စစ်ကူပြစ်ကူပို့ပြီးတော့မြန်မြန်ပို့ပေးနိုင်တယ်လေဒတ်ဌာနချုပ်တွေလေဒတ်စခန်းတွေနဲ့ညီတော့လေရင်ပြစ်ကူမြန်မြန်ရောက်နိုင်တယ်နောက်ဒီလိုဒေသတွေမှာဥမာပေါ့နေပြည်တော်ဆိုရင်သူ့ရဲ့အတွေ့အကြုံရှိတဲ့စစ်တီဟောင်းတွေเนาะစွမ်းရည်အားဖြင့်ပို့တာတဲ့လူတွေကိုဦးစားပေးချတာ စင်မူတံဥပရိနဲ့စင်ကောရဲသူတွေများများနဲ့လွတ်တဲ့တတ်တွေမဟုတ်အဲ့ဒီလိုလူတစ်တန်းနေနဲ့လာတဲ့ဟာမှာဆိုရင် तू ကဘယ်လိုလုပ်လဲဆိုတော့ drone တို့အမြောက်တို့နဲ့အရင်ဘုံမိုးချီမိုးရွာပြီးတော့မှជីတက်ကထိုးတဲ့စနစ်ကိုသွားတာအဲ့တော့ကျွန်တော်မြေပြင်ရရတဲ့အချက်တည်းရဆိုရင်အဲ့လိုမျိုးမြို့သိမ်းမြို့တွေသိမ်းစတိုင်းကြီးတွေသိမ်းတဲ့စီးရီးစီမံချက်မျိုးမျောလင့်ထားတာတဲ့စာရင်စစ်ကောင်စီတပ်ကို အငိမ်မပေးတဲ့နော်အနာမပေးတဲ့လူရင်းမြစ်ဗန္ဒာရင်းမြစ်ကိုအမဲ့ချွေစစ်ကိုပဲမျောလင့်ထားတာပိုကောင်းလိမ့်မယ်လုံးအမဲ့လက်နဲ့တွေ့ရှိနေမယ်တခုကတော့အန်ယူဂျီကဧရာဝခေါင်းဆောင်တွေနဲ့လက်တွေ့ကြကြပူးပေါင်းတဲ့ဖက်ဒရယ်တပ်အခြေခံလိုဟာမျိုးကိုသွားတာနော်အဲ့ဒါကလည်းနိုင်ငံရေးချိတ်ဆက်မှုနဲ့မူတည်တဲ့နိုင်ငံရေးဘလောက်ပေးမလဲဧရာဝခေါင်းဆောင်တွေတဲကစီရေးအတွေ့အကြုံကြီးတဲ့သူတွေကိုဥဆောင်စေတာအတွေ့အကြုံရှိတဲ့စီရေးကြံပေးတွေ တိုက်ပွဲအတွေ့အကြုံအားကောင်းတဲ့စီရီယံအရာရှိတွေနောက်ဖမ်းမိတဲ့တုံမှန်နေတဲ့အရာရှိကြီးတွေထောက်လန်းရေးအတွေ့အကြုံပုံရှိတဲ့သူတွေဒါတွေကိုခေါ်ပြီးတော့စုဖွဲ့မှုလည်းလုပ်ပြီးတော့အပိဒတ်ထိုးစစ်လိုဟာမျိုးကြီးကိုစီမံမှန်ပါတယ်အဖွဲ့တွေကများနော်ဟိုကျွန်တော်တို့မှမတူကွဲပြားတဲ့ဒီတိုင်းသားစုဖွဲ့တွေနိုင်ငံရေးအကျိုးစီးပွားဒါတွေကိုရှိတော့လောက်ရတာတွေခဲရင်ပါတယ် နော်ဒါလွယ်တယ်လို့မဟုတ်ပါသို့တော်လည်းပဲအဲ့ဒီကြားတွေကနေပဲလောရမှာကျွန်တော်တို့ကမတူ क्वे ပြတာကိုအလှအနေနဲ့မြင်ပြီးတော့ဟောအကြိုးစားမှာအဲဦးနဲ့တူနိုင်ငံရေးဟိုစတွေ့စီမှုနဲ့လောရမယ်ဟာဖြစ်တယ်အဲ့ဒါလို့တွေပြင်ဆင်မှုမလုံနိုင်သေးရင်မလုံနိုင်ရင်တော့အညာဒေတာဒီပကိုးရုံမတဝိုက်နော်ဒီဒေတာတွေကိုပျော်ဟောဒီ ဒီတက်တရပြောင်းလိုက်ပေါ်လိုက်လှူရှားနေတာမျိုးတွေနောက်မျိုးတွေကိုအလစ်ဝင်တိုက်တာတွေเนาะအလစ်ဝင်တိုက်မြန်မြန်ထွက်နောက်စစ်ကောင်စီရဲ့ဒီကုံသွေးလမ်းကြီးတွေကိုပေါ့ဟောပိုင်းပိုင်းအဖြတ်တောက်တာတွေစစ်ကောင်စီရဲ့ LOC ကိုဖြတ်တောက်တာတွေလမ်းကင်းကာကင်းတွေကိုတိုက်တာတွေနောက်သူကစီရေးဆိုမဲ့စီးပွားရေးပါဖြူရတာအဲ့တော့စာကစားရဟိုအားဖြစ်စီမဲ့အရင်မြစ်အခြေခံအဆောက်အအုံတွေကို ိုက်ခိုက်တာတွေလို့လေဓာတ်တို့ရေဓာတ်စခန်းတို့ဒါတွေကိုပိတ်ခတ်ပစ်စီတာတွေလုပ်ပြီးတော့ဂျမ်ပါတွေပေါ့အထိုင်ဂျမ်ပါတွေအရွေးဂျမ်ပါတွေဒါတွေကိုဖျက်ဆီးတာတွေလုပ်အဲ့တော့ဆိုလိုရင်းကတော့သူ့ကိုအားချီအောင်အငိမ့်နေမြအောင်သူ့ရဲ့တက်တွေစိတ်သက်ကြစေနေအောင်လုပ်တာတွေဖြစ်တယ်စာကစားတက်တွေပြန့်ကျင်းနေအောင်ဆွဲဖြန့်တာဖို့လိုတာအဲ့ဒါလိုလုပ်ဖို့အတွက်ကလည်းကိုကဖြန့်ကျက်ထားမှကိုရဲ့အစိုးဖွဲ့လေးတွေကဖြန့်ကျက်တာအဲ့လိုမဟုတ်ဘဲနဲ့ယာယာပေါင်းများသွားเนาะ ထောင်ထဲကြီးတဲ့စူပါမူလောက်ရင်သူ့မှာလေတပ်တို့ drone နဲ့ဒီလက်နက်ကြီးပါလုံမှုတွေကသူ့အတာပေးလိုက်တယ်လို့ဖြစ်သွားနိုင်မြို့သိမ်းနေဆိုတာကြားလို့ကောင်းပေမဲ့ထိမ့်နိုင်တဲ့အထိဖြစ်မှာကောင်းအဲ့လိုဆိုရင်တော့အကောင်းဆုံးပေါ့ဒါတောင်မှဘာဖြစ်လဲဆိုတော့လေချောင်းရန်ကာတွေအာမကောင်းရင်ထိမ့်တဲ့မြို့တွေကိုစစ်စစ်ညံ့ညံ့ကြီးအောင်ဘုံမိုးဟိုရွာချတာမြို့တွေဒီကောင်တွေကလုတ်တက်တယ်စစ်ကောင်စီ တက်ကတော့မင်းအောင်လိုင်ကတော့ဒါအစွမ်းကုန်ရုပ်မာတာပဲကျွန်တော်တို့ဒီ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 ဟာပြောစရာမလိုတော့နော်အဲ့တော့ဒါကိုထက်တွက်ထားမယ်ဒါမဲ့လည်းဒီယာတွေကို NGMO တွေလည်းတွက်မိတယ်လို့ထင်ပါတယ်ဒါကြောင့်လည်းခုနကဂျိုချမ်းပြောလို့အခုနောက်ပိုင်းတိတ်မကြားရတာဖြစ်နေကျွန်တော်အမြင်ကတော့အစင်သိမဖြစ်သေးဒါမကြားလေကောင်းတယ်နော်အဲ့ဒါလို့မဟုတ်ရင် ဆုံရှုံမှုတွေကြီးတယ်ဗမာဒေသဗမာတော်လှန်ရေးတွေဒူးနဲ့တဲနဲ့ဆုံရှုံသွားရင် ဒီလူငယ်တွေရဲ့စိတ်ကဒီကြာစင်းသွားနိုင်တယ်ဒီလူငယ်တွေစိတ်အားထက်သန်နေလို့ပေါ်လိုင်းရဲ့ရှင်းတန်နေတာသူတို့ဥကျိုးသွားလို့အဖြစ်မခံဘူးဆိုတာအာကျွန်တော်တို့လူကြီးတွေသိဖို့လိုတယ်အဲနောက်တစ်ခုကဒီနေပြည်တော်လို့ပြောလို့ရှိရင်ပြီးခဲ့တဲ့ဒီ March 20နေ့ကလောက်တဲ့ငလျင်ကိုလည်းထပ်ပြောရမယ်ထင်တယ်ပေါ့နော်ဒီငလျင်ကြောင့်ဒီနေပြည်တော်မှာလည်း အဲတော်တော်လေးထိခါတာထိခိုက်ခဲ့တာရှိတယ်။အဲဒီထိခိုက်တဲ့အထက်မှာမှဒီစစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေလည်းတော်တော်လေးဟိုဟန်ပြသွားတာမျိုးရှိတယ်ပေါ့နော်။အဲဆိုတော့ဒီငလျင်ကြောက်ဒီလိုမျိုးဟိုရက်တန်သွားတဲ့ရက်တန်နဲ့သွားတယ်လို့ပြောမလား။ယာယီတန်သွားတယ်လို့ပြောမလားပေါ့နော်။ဒီစစ်ကောင်စီရဲ့ရန်နေရကပြန်ပြီးတော့ပြပြပြဝဝလဲပတ်နေပြီလား။အဲဘယ်လိုမျိုးလဲပတ်နေကြသလဲရှင်။ပြောရရင်မြန်မာပြည်ရဲ့ဘီတွင်ထုတ်ကုန်အားကအာနာသိမ့်ပြီးတဲ့ဇက်တိုက်ကြဆင်းနေတယ်။ လူငယ်တွေတောခိုတယ်เนาะဘေကင်းကထွက်ပြေးတိမ်ရှောင်တယ်။ Now အလားလာမကောင်းလုံခြုံမှုမကောင်းတော့ရင်းနှီးမြုပ်နှံမှုတွေထွက်ကုန်တယ်အသက်လက်ထမဝင်ဘူး။ဒါမှီဒီလူတို့ရဲ့ဝင်ငွေကြတဲ့အခါကျတော့တွင်းကုန်နေလဲကြတာ။ကြားတဲ့ကုန်စင်းနှုံးတွေတက်စင်မူတန်းမှုတွေပြင်ငလင်းမှာနှိပ်ဆက်လိုက်တော့အချီနေရပူဆိုးသွားတာ။လူသုံးကုန်ရှားပါတာပြတ်တောက်တာဖြစ်နေတဲ့နေရာတွေအများကြီး။ရန်ကုန်လောက်ပဲကြည်ပြီးတော့ ားလုံးကောင်းပါတယ်လုံနေเนาะဒါစိတ်မနှံ့လို့ပဲဖြစ်အဲ့တော့အဲ့လိုအခြေအနေမှာငလင်ကနေပြီးတော့မန္တလေးစကိုင်းဒီကအခြေခံအဆောက်အုံတွေတော်တော်များများကိုဖျက်ဆီးပစ်လိုက်နေပြီးတော့မှတမရာယုံတို့လွတ်တော့အစားသဖြင့်ပေါ့เนาะအစိုးရအဆောက်အုံတွေဝင်ကြီးဌာနယုံပေါင်း54ယုံရှိ54ယုံရှိတဲ့အထက်ကသုံးပုံတစ်ပုံလောက်လုံးလုံးပျက်စီးတာ ਨੇ ជីជីမာမာပျက်စီးတာဖြစ်တယ် နောက်ပြီးတော့ဒီစစ်ကောင်စီရဲ့ရန်ညားကိုလဲပတ်နေတဲ့ဝန်ထမ်းနေနေတဲ့အိမ်ဟာလုံးပေါင်း1500လောက်မှာတိပြန်ဆောက်ဖို့လိုတာက623လောက်ရှိတယ်။အကြီးစားပြန်ပြင်ဖို့လိုတာက429လောက်။အဲ့တော့ကောင်းတယ်ဆိုတာနည်းနည်းလေးပဲကြာ။ဒီနေပြီးတော့ငလေးဘေးကိုအစိုးဆုံးကြုံတဲ့အတန်းမှာဒါအာစစ်ဘုတ်ချုပ်ကြီးတွေရောနော်စစ်ကောင်စီရဲ့ဝင်ကြီးတွေရောပါရောပါတယ်။နေပြီးတော့ကဒီလူကယ်ပြန်ကအကြီးတန်းအရာရှိတယောက်ဆိုရင် သူပြောတာသူကြုံခဲ့သမျှတဘာဝဘေးတွေထဲမှာဒီတကငလင်ဘေးဟာသူတို့အတွက်လောက်ရကံရအခက်ဆုံးနဲ့အင်မတန်မှဒုက္ခအကြီးဆုံးလို့သူညီးတယ်။မင်းအောင်လိုင်ကတော့ဒါမူလအချင်းတွေတဲ့ပိုကောင်းလုတ်ပေးမယ်ဆိုတဲ့စကားကိုအလူခံပွဲတွေအစည်းအဝေးတွေမှာပြောတယ်။ဒီလူကတော့အာပဲ။ပြီးပြီးရောပြောတဲ့သူပဲ။လက်တွေ့မှာတော့နေပြီးတော့လို့ဒါသူတို့တကယ်ကိုမှအလေးထားတာအလေးထားဆုံးနေရာတော့မှာ အခုငလင်းလုတ်ပြီးနှစ်လကျော်ပါပြီပြက်သွားတဲ့ရုံးနေအင်ရာတွေတောင်ပြန်နေထူထောင်နိုင်တဲ့အဆင့်မရောက်သေးဘူးဝန်ထမ်းတွေကလည်းအခုတတိယပဲယာယီတဲဒီမှာနေရတယ်အလုံးလုံးတော့လည်းယာယီတဲဒီမှာပဲဆက်လုပ်နေရနိုင်ငံသားကြီးလေယာဆိုင်ပြိုးကြီးဆယ်မြောင်းလာဝကဒါဒီယဝန်ထမ်းသုံးပုံနှစ်ပုံကိုရန်ကုန်ရွှေ့လိုက်ပြီးတော့တချို့ဝင်းကြီးရုံးတွေကိုကြတော့ရေစင်းတက္ကသိုလ်ဝင်းနေတဲ့ဟိုရင်းနှီးဆက်ကူဆက်ယုံကိုပြောင်းထားတာရှိတယ်အခုမိုးရင်းရောက်လာပြီဆိုတော့ ရုံးဆောင်နေတဲ့တရုတ်ကလူထားတဲ့ modular house တွေသုံးပြီးတော့ဒါလဲပတ်တာအလုံး340လောက်ရှိတယ်။ဝင်တဲ့နေအတွက်ဒီပို့ပြီးတော့ဒုက္ခရောက်တာကနေကြရာယာယီတဲတွေမှာနေရပြီးတော့ဒီအဲ့ဒီမှာကိုပစ်တလုံးစီပဲပေးထားတာ။အိမ်ယာပျက်စီးမှုနေတဲ့ဝင်တဲ့နေကိုတော့သူကအရင်အိမ်ယာတွေမှာပြန်နေဖို့ညွှန်ကြားထားတာရှိပေမဲ့အဲ့ဒီဝန်ထမ်းတွေကိုယ်တိုင်ကဒီလိုမျိုးငလင်းတန်းတဲ့အိမ်ယာတွေသူတို့ နေနာဟိုဟာစိတ်ချောက်စိုးရိမ်ကြီးလာအဲ့တော့လုံးလုံးပြိုသွားတဲ့အင်္ဂါတွေဆိုရင်ဒါမိသားစုတွေအတွက်ဆိုရင်ကိုနေနာဘောက်စီမော်ဒူလာဟောက်စီဒါစောက်ပေးတာရှိပြီမယ်လေစောက်ပေးနိုင်တဲ့အရေးအတွက်ကလည်းလိုအပ်တာနဲ့မမျှအဲ့တော့ဝန်ထမ်းတိုင်းလည်းမော်ဒူလာဟောက်ရဖို့မရှိအဲ့တော့နေပြီးတော့ဝန်ထမ်းအများစုကသူတို့ဇာတိမျိုးတွေမှာရှိတဲ့ဌာနဝဲတွေကိုပြောင်းရွှေ့တာဒါမှမဟုတ်ရန်ကုန်တောင်ကြီးပသိမ်လိုမျိုးကြီးတွေကိုပြောင်းမို့ ကြိုးစားနေကြတာတွေ့အဲ့မှာဘာဖြစ်လဲဆိုတော့ဝန်ထမ်းများကစိတ်ပါလက်ပါတိတ်မရှိတိုင်းသားကြီးရဝန်ကြီးဌာနတို့ပြည်တော်စုယာဓုဝန်ဖွဲ့တို့အဒီလိုမျိုးအလုံနေတဲ့ဌာနတွေကတော့မတိတာပဲမယ်အလုံသမားလာဝကလဲဆဲစောက်လို့ရည်ဒီဝန်ကြီးဌာနတွေမှာလုပ်ငန်းကပြပြဝဝကိုလဲပတ်နိုင်တာမရှိစစ်စိတ်ထောင်းနေတဲ့ဒီစစ်ကောင်စီကသူကဘတ်ဂျက်လုံငွေမြင့်နေတော့ဒီရုံးစောက်ဝင်ပြန်စောက်ဖို့ သူမူရင်းစောက်ခဲ့တဲ့စောက်လုပ်ရေးကုမ္ပဏီတွေကိုပြန်တာယူတာဝန်ယူခိုင်းနေတယ်ဝန်ထမ်းအင်အားအသစ်တွေအတွက်တော့ဒီစစ်ကောင်စီနဲ့နှိစက်တဲ့ဝါတို့မိုင်းလာတို့တပ်တွေကိုရနေပြီးတော့အလူသွားခံတာเนาะဒါတေးဟိုဒိတ်တေးရုပ်ကဲအဲတိုက်တွန်းချက်လဲပါတာပေါ့ပြီးခရိုနီတွေစီကနေပြီးတော့အလူငွေတွေအဲကောက်ခံပြီးတော့သူစောက်တာတွေလုတ်တယ်လေကန်တွဲလီဒါအဆောက်16ခန်းတွဲတိုက်တိုက်အတွက် ကြက်သိန်း၂000နဲ့အလှူခံခဲ့တာမေလ29ရက်ဒီဒုတိယအကြိမ်အလှူခံပွဲမှာကြက်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2.3ဘီလီယံရခဲ့တယ်လို့ထုတ်ပြန်တာတွေ့ရအပြည့်စင်းနေတဲ့ယုံတွေပြုပြင်ရေးအတွက်ကိုတော့ဆောက်လုပ်ရေးဝန်ကြီးဌာနနေပြည်တော်စီဗင်နဲ့အဆောင်အဆောင်ဌာနနောက်ဒီမြန်မာနိုင်ငံကန်ဒရိုက်လုပ်ငန်းရှင်အသင်းတွေကငွေတွေစိုက်ပြီးတော့ပြုပြင်နေတာတွေ့ရတယ် ဲ့တော့ခြုံကြည့်လိုက်လို့ရှိရင်ပြည်တွင်းမှာအလူကံနေပေမဲ့လည်းသူရတဲ့ပတ်စံကဒီအပျက်စီးပမာဏကိုမကာမိဘူးအဲ့တော့သူဘာလို့မနိုင်ငံတကာလှူတဲ့ပတ်စံတွေကိုခေါင်းစဉ်ပြောင်းပြီးတော့တုံးတာတွေနော်နောက်ပြီးစစ်စိတ်ကထောင်းနေတော့စစ်စိတ်အတွက်တုံးတာတွေသူလှုပ်ဖို့အနေထားရှိပါတယ်။အဲနောက်တစ်ခုကဒီ တချို့ကပြောကြတာမျိုးရှိတာပေါ့နော်ဒီစက်ကောင်စီစစ်တပ်ပြိုလဲဖို့အတွက်ဆိုရင်ဒီနေ့ပြီးတော့ပြိုဖို့လိုတယ်ဆိုပြီးတော့ပြောကြတာဒါရှိပါတယ်။အဲဆိုတော့အခုလက်ရှိဒီအခန်းချင်းရဆိုရင်ရောဒီစကားကမှန်သေးသလားရှင်။စက်ကောင်စီပြိုလဲတယ်ဆိုတာနံပါတ်1ဒါဆဲလ်ဆူရဲ့ကောင်းတော့အခုမင်းအောင်လိုက်ပါဗျာသူထွက်ပြေးသွားတယ်။ဆီးရီးယားမှာအဆက်ဖြစ်တယ်လို့မျိုးပေါ့။နံပါတ်2နေပြီးတော့အသိမ်းခံရပြီးတော့စက်ကောင်စီကလက်နဲ့ချပါပြီလို့လုပ်တာ။ ပြောရရင်တော့ပြေးထွက်နဲ့အသေးထွက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ပြိုလဲတာလည်းမဟုတ်ဘဲနဲ့အပြောင်းလဲနောက်တစ်ခုစဉ်းစားကြတာနောက်တစ်ခုဟိုပြောနေကြတာဘာလဲဆိုညှိထွက်ဦးတန်းရွှေခေတုံးကဒီလိုမျိုးညှိထွက်တယ်ဆိုတာ dialogue လုပ်ညှိထွက်တယ်ဆိုတာဦးတန်းရွှေကအချင်းတွေကိုနိုင်နိုင်နင်းနင်းထိမ့်နိုင်တာနေပြီးတော့သူကဒီ steering mount နေသွားတာပေါ့သူလိုတဲ့ဘက်ကို mount နေသွားတာအဲ့တော့နံပါတ်3ကနေပြောရင်ကျွန်တော်အမြင်ရ နံပါတ်3လို့ဆိုလို့ရှိရင်ပြည်သူတွေအများစုလူငယ်တွေအများစုဒီဟာကိုလုံးလုံးဒီလိုမျိုးဟိုစစ်တပ်ကိုဟိုခါခါတီးတီးမုံသွားပြီဒီတော်အတိုက်ခံဘက်ကတော်လိုင်းဘက်ကလုတ်တယ်ဆိုလို့ရှိရင်အော်လိုင်းဘက်မှာတော့မှနှစ်ပိုင်းကွဲသွားနိုင်တဲ့အနေအထားရှိတယ်နော်အဲ့တော့တင်းနဲ့နှင်းနဲ့ဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်ခြေတွေရှိတယ်ဒါပေမဲ့ဘလို့အခြေအနေမျိုးမှာ ਨੇ အဲ့တော့ပြန်ကြည့်အောင်စစ်ကောင်စီကလက်ရှိအချိန်မှာ နေမြေလေးပုံတပုံလောက်ပဲသူကစိုးမိုးထိန်းချုပ်ထားတယ်ဆိုပေမဲ့လည်းနေပြီးတော့ရန်ကုန်မန္တလေးဒီလိုမြို့ကြီးတွေကိုထိန်းချုပ်ထားပြီးတော့အုတ်ချုပ်ရည်ရန်တရားနော်ဒါကိုဆက်လက်ပတ်ထားနိုင်တဲ့အတွက်သူကလင်းလေးကြော်တဲ့အထိတောင့်ခံထားနိုင်ဒါကြောင့်ဒီလိုမျိုးနေပြီးတော့ရန်ကုန်မန္တလေးမြို့တွေကိုသိမ်းနိုင်ဖို့အတွက်ကစစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့တွေဒီမှန်ချက်ဖြစ်သလားတတုတစည်းတွေပဲဖြစ်သလားပေါ့တိုင်းသားတွေတိုင်းသားဒေသတွေပဲ အဲဆုံးမဖို့စူးစမ်းမယ်အာဗမာဒေတာဗမာကအာတိုက်မယ်ဆိုတဲ့ဟာတက်တက်နေတော့အဲ့ဒီအယူမှန်ချက်ကိုအဲရောက်မှာစိုးရင်ကြရှိဘူးနော်ဒီတချို့တွေဟိုဒီဟိုမျိုးတွေတိနေဟာနဲ့ပတ်သက်ပြီးတော့အယူဆတွေကတချို့ကတော့ပြင်းဦးလွင်တို့မန္တလေးတို့မြို့ကြီးတွေကိုတိနိုင်နိုင်လို့ရှိရင်အာနေပြီးတော့ကအလိုလိုပြူသွားမယ်နော်ဆီးရီးယားမှာ ဒမတ်စကတ်ကိုမသိမ်းမိမယ်ဒါဘေးမြို့ကိုသိမ်းတဲ့အခါကျတော့အာဆတ်ထွက်ပြေးသွားတာဒီလိုမျိုးလူတွေကတော့အများနဲ့စဉ်းစားနေတာအာဆတ်ဆိုရင် तू ပြနောက်ဆုံးပြေးကန်နေအထိနော်ဟော तू လောက်တယ်အဲ तू ပြေးတာတော့တော့မှ तू ကအရန်လျှို့ဝက်တာ तू ညီတန်ကြက်ကတတ်မရဲ့တတ်မူအဲ့ဒီလူတော့ပေးပြီးတော့အတိမခံပဲနဲ့ तू ထွက်ပြေးသွားတာအဲ့တော့တစ်ဖက်မှာနိုင်ငံရေးစီရေးဦးတည်ချက်တွေနဲ့ဘလောက် ဟိုစုစည်းနိုင်လဲဆိုတာပေါ့မူတည်တယ်။နောက်တစ်ဖက်မှာကျတော့တောင်းခံနိုင်စွမ်းအားမူတည်တာပေါ့နော်။ပြောရရင်တော့အော်ရုရှားတရုတ်တို့လိုဟိုနိုင်ငံတွေကြောထောက်နောက်ခံအဲပေးထားတဲ့စစ်ကောင်စီနဲ့ဒီဒီຫນွေဥဒေါ်လာရင်2025ထဲမှာစိတ်ဝင်စားကြတယ်2025ထဲမှာအကြီးကြီးတာတွေဖြစ်နိုင်ဖြစ်နိုင်တယ်လို့ထင်ပါတယ် ဆိုတော့ဒီလမ်းတွေအားလုံးပေါ့လေနေပြည်တော်ကိုသွားသည်ဖြစ်စေမသွားသည်ဖြစ်စေအဓိကကတော့ဒီထိထိရောက်ရောက်နဲ့စက်ကောင်စီကိုအမြန်ဆုံးနှိမ့်နဲ့ဖြိုနိုင်ဖို့ပဲဖြစ်တယ်ပေါ့နော်ကြာလာလို့ရှင်လူတွေလည်းလုံးပါပါပြီးတော့ပန်းနေပြီးဟိုဆိုတော့အဲဒီတစ်ပတ် editorial talk season ကိုဒီမှာပဲရန်နာခွင့်ပြုပါဆရာအောင်ဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ လူ့သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။